ိန်ပေါင်း1900နဲ့30လေးဦးသွားတဲ့တောင်ကြီးသားကြပြတ်အကြောင်းပြပြပေးမယ်။သူကတော့တောင်ကြီးသားလို့ပြောပြနေတကယ်ဟုတ်ချက်မှလည်းဟုတ်မှာပေါ့။လူလိန်ဆိုတော့သူတို့ပါဇက်ထဲရှိတဲ့မြို့တွေကိုရှောက်ပြောရနေမှာပေါ့နော်။အဲ့ဒါကိုသူကဟိုတယ်လုပ်ငန်းလုပ်ပါတယ်ဆိုပြီးညီမလေးတယောက်ရဲ့အနာကို9လတိတိရှင်းကတ်ခဲ့ပါတယ်။အဲ့ဒီ9လမြောက်မှာချစ်သူဖြစ်အောင်သူကလှုပ်ခဲ့တယ်။ချစ်သူဖြစ်အောင်လှုပ်ပြီးတော့အဲ့ညီမလေးကိုအပိုင်ချီပြီးတုတ်ပြီးကမှသူကလိန်တာဘလို့လိန်တာလဲဆိုရင်ကိုနဲ့မင်းနဲ့ရှင်ရဲ့အတွက်သူကတော့ဟိုတယ်လုပ်ငန်းလုပ်ပြီးနေရွှေစည်းအတက်ကြောင်စကားပြီးတော့စတော့ရှယ်ယာတွေဝယ်ကြမယ်ဆိုပြီး ော့လောက်တယ်တဲ့လောက်တော့ညီမလေးကလည်းယုံပြီးတော့သဘောတူလိုက်တယ်အတွေ့အကြုံမှမရှိတာဟုတ်အဲ့ဒါသဘောတူလိုက်တဲ့အခါမှာသူကသူ့ကြအဲ့ဒီမှာဒီလင်းချပေးတယ်အဲ့ဒီလင်းထဲကိုညီမလေးကိုဝင်ခိုင်းတယ်ဝင်ခိုင်းတော့အဲ့ဒီလင်းထဲကိုရောက်ပြီးဆိုတော့ငွေတွေသွင်းရတယ်သွင်းရတယ်ဘောနော်တိုင်းကိုရာချပြီးသွင်းတဲ့အခါမှာပထမသွင်းတော့ပထမရက်တွေမှာတော့တိုင်း450တို့တိုင်း500တို့နဲ့စတော့ရှယ်ယာဈေးကွက်အတက်အကျတို့သူကစကားပြတယ်ဝင်ဝင်ပြတယ်ဘောနော်ဒီမှာအဲ့ဒီဒီတိုင်းဒီတိုင်းပဲအဲ့လိုမျိုးဝင်ဝင်ပြတဲ့အခါကျတော့နောက်ရက်တွေရက်တွေကျတိုင်း300တို့ဘာလို့တကယ်ဟိုးတဲ့အမမရရတယ်တဲ့ ရတော့ညီမလေးကလည်းယုံတာပေါ့တဲ့။ तू ကတကယ်ကိုအယုံပြတာ။ပြတဲ့ခါကျ तू ကနောက်ထပ်အဲ့လိုမျိုးသိန်း600ထပ်တွင်းရင်မင်းနဲ့ကိုနဲ့နောင်ရေးတို့ဆိုပြီးတော့တခါညီမလေးကလည်းအဲ့လိုယုံပြီးတော့သိန်း600သွင်းလိုက်တယ်။အဲ့လိုသွင်းသွင်းနဲ့သိန်း1900နဲ့30ပါသွားတယ်။ပါသွားတဲ့အချိန်မှာညီမလေးကသူ့ကို ဒီပတ်ဆိုင်နေပြန်ထုတ်ချင်တယ်လို့ပြောတဲ့အခါကျသူကအဲဘယ်လိုပြောလဲဆိုအခုဒီမှာတော့စာတွေပို့ထားတယ်။အဲအဲ့ဒီစာတွေအတအခွင့်ဆောင်လို့ရှိရင်ねဒီပတ်ဆိုင်နေထုတ်လို့ရမယ်လို့ညီမလေးကိုပြောတယ်။ပြောတော့ဒီမှာ1930တောင်မှာပါနေရုပ်စာကိုဒီလိုအခွင့်အရေးထက်ပြီးထက်ပြီးတော့စောင်းလို့ရှိရင်ဒီငွေထုတ်လို့ရမယ်ဆိုတာမဟုတ်တော့ဘူးလေမဟုတ်တော့ညီမလေးကအဲထက်ပြီးတော့မထည့်ဘူးပေါ့မထည့်တဲ့အခါကျအဲ့ဒီကောင်ကညီမလေးကိုသူက ဘလော့ရာမျိုးမလုပ်ဘဲနဲ့အဆက်အသွယ်လုံးဝမလုပ်ဘူးညီမလေးပို့တဲ့စာတွေကိုလည်းသူကဝင်မကြည့်ဘူးဝင်မကြည့်ဘဲနဲ့နေတဲ့အခါကျအဲဘယ်ချော့တောင်းချော့တောင်းမရအောင်မရတဲ့အခါကျဒီမှာစာတွေပို့ထားတယ်ညီမလေးကပေါ့သူ့ကိုသိန်း300လောက်ဖြစ်ဖြစ် ပြန်ပေးပါလို့ပြောတဲ့ဟာကိုပေးလို့မရဘူးပေါ့ကျွန်တော်ကိုယ်တိုင်တောင်မှဒီထဲကိုအရင်နေ့တွေစိုက်ထုတ်ပြီးရှယ်ယာဝင်ထားတာကျွန်တော်ငွေတောင်မှထုတ်လို့ရဘူးမင်းရဲ့ငွေကဘယ်လိုထုတ်လို့ရမှာလဲလို့ညီမလေးကိုပြောထားတဲ့စာတွေရှိရယ်နော်အတိတ်ကြတယ်ညီမလေးကပို့ထားတယ်စာတွေကတော့အများကြီးပဲနော်တက်တဲ့တွေအများကြီးပဲဒါပေမဲ့ကျွန်မလိုအပ်တာတော့လေးပဲဒီမှာထည့်ပေးထားတာ ညီမလေးကလည်းဒီသိန်းပေါင်း1930ကလုံးဝရှုံးသွားပြီသူလိန်ခဲပြီဆိုတာသိသွားတယ်သိသွားတဲ့အခါကျတော့နည်းနည်းလေးကြာကြာလေးနေတော့ကြာသူ့အကောက်ကိုတစ်ခါပြန်ကြည့်လိုက်တဲ့အခါမှာတဲ့အဲ့တော့ညီမလေးကိုဟိုတယ်လုပ်ငန်းလို့လိန်ပြီးတော့အခုဒုတိယတစ်ကြိမ်ဝင်ကြည့်လိုက်တော့ concession လုပ်ငန်းလုပ်ပါတယ်ဆိုပြီးတော့သူကအဲ့အကောက်မှာထက်ပြီးတော့ပြောင်းထားပါတယ်တဲ့နော်အခုရက်ပိုင်းမှာနည်းနည်းလေးကျတော့ထက်ဝင်လိုက်တော့ကျတော့ engineer လုပ်ငန်းလုပ်ပါတယ်ဆိုပြီးတော့ထက်ပြီးတော့ပြောင်းထားပါတယ်တဲ့နာမည်ကတော့ဝေရန်လင်းအကောက်ပါ အဲသူ့ရဲ့အပေါ်ကိုတော့တနေ့ကဒီမှာထဲ့မပေးဘူးဘာလို့ထဲ့မပေးဘူးဆိုလို့ရှိရင်မြမလေးနဲ့သူ့နေကဗီဒီယိုကောပြောထားတာမရှိဘူးစာတွေပဲရှိတယ်စာတွေပဲရှိရမလို့တနေ့ကပုံထဲ့မပေးတော့ဘူးနာမည်ကတော့ဝေရလင်းပါတယ်တောင်ကြီးသားပါတယ်နာမည်သူတွေကတော့စိတ်မဆိုးနဲ့ပေါ့နော်ဟုတ်ပြီလားအဲ့တော့စာတွေတက်တဲ့တွေအထောက်ထားတွေငွေတွေသွန်းတာတွေအထောက်ထားတွေရှိပါတယ်အော်ညီမလေးကတော့အဲ့လိုမျိုးနဲ့ခံလိုက်ရပါတယ်။ဘာကြောင့်ပြောရလဲဆိုရင်မမ တင်တဲ့ဗီဒီယိုတွေအားတဲ့အများသိတော့ကြတော့ညီမလေးလိုမျိုးထပ်ပြီးတော့မခံရအောင်လို့နောက်ထပ်အမျိုးသမီးတွေအတွက် သူကစာနာလို့မမရိုက်ပြီးတော့ပေးပါဆိုလို့ကျွန်မကိုတောင်းဆိုလို့ကျွန်မကဒီဘူးကြီးကိုရိုက်ပြီးတော့လာတင်ပေးတယ်မနေ့တော့မန္တလေးသားကြာပြန့်အကြောင်းပြောတယ်မန္တလေးသားဟုတ်လို့လာတဲ့မန္တလေးကိုတိတ်ခါမချနဲ့တော့တဲ့မိမတယောက်ကရေးထားတယ်နော်တနင်းတို့ကိုယ်တိုင်ကမန္တလေးဇာတိဖြစ်ပါတယ်တနင်းအမေကိုယ်တိုင်ကမန္တလေးသူစစ်စစ်ဖြစ်ပါတယ်နော်အဲ့တော့ဘလို့လဲဆိုသူကရန်ကုန်သားလို့အဲ့ဒီကောင်ကလိန်တာပါဒါပေမဲ့သူ့စစ်မြစ်ကိုစုံစမ်းလိုက်တော့သူကမန္တလေးသားဖြစ်နေတာပါနော်အခုလည်းပဲဒါတွေကဟုတ်တာမဟုတ်တာအသာထားအခုကြမ်းမဲ့နေရတော့ကွာသူတို့ကတော့ ရန်ကုန်သားမန္တလေးသားတောင်ကြီးသားမျိုးစုံပေါင်းမိုးခုတ်တို့ပြည်ဦးလွင်တို့ရှိသမျှပါဇက်တဲ့ရှိတဲ့မျိုးတွေပြောမှာပဲတကယ်ကြမဟုတ်ဘူးလေခုလုပ်ငန်းတောင်ကြီးပါလားပထမကတော့ဟိုတယ်လုပ်ငန်းနဲ့နောက်ကျ construction နဲ့နောက်ကျ engineer နဲ့အမျိုးမျိုးသူပြောင်းနေအဲ့တော့မျိုးတွေလည်းအမျိုးမျိုးသူပြောင်းပြီးတော့လိမ်မာပဲကွယ်ဟုတ်တယ်နော် ဒီလိုမျိုးအနေထားတဲ့ရှိတဲ့အတွက်အမျိုးသမီးတွေကလည်းမယုံပါနဲ့လို့ပြောချင်တာအခုကြားရက်နေကဘလို့လှုပ်လဲဆိုလို့ရှိရင်သူက training ကနေစတယ် training ဆိုတာအချွေစေးအတက်ကြအောင်စကားပြီးတော့သူတို့က stock share တွေဝယ်တယ်ငါတို့မှအဲ့လိုအလုပ်တွေလုပ်တာရင်းနှီးမြှုပ်နှံမှုတွေလုပ်လိုက်တာငွေတွေတအားကြီးရတယ်အဲ့တော့မင်းလဲလှုပ်ဆိုပြီးတော့အဲ့လိုပုံစံမျိုးနဲ့စွဲတယ်တနေ့ကိုလည်းအဲ့လိုမျိုးလာစွဲတာပဲနော်တနေ့ကိုစွဲတဲ့အကြောင်းတော့နောက်ပူတူမှအချိန်ရရင်တော့ပြောပြပေးမယ်အဲ့ training ကနေဘလို့လှုပ်လဲဆိုတာအမျိုးသမီးတယောက်ကမင်းရတနေ့ရဲ့ပို့မှလာပြီးတော့မိထားတယ်ဟဲ့တဲ့ စန်ဒေးမှာမီတင်ရှိတယ်၄နာရီခွဲတော့၃နာရီခွဲတော့နောက်ပိုင်းမှာ line တက်တာတွေပါတဲ့အတိအကျသိနေတယ်တဲ့ဘလို့သိတာလဲတဲ့ကျမကမိထားတာရှိပါတယ်เนาะအဲ့ဒါလေးတွေကတော့အစဉ်ပြေနောက်ဗီဒီယိုမှာရှင်းပြပေးမယ်အခု account တစ်ခုကတနေ့ကို request လာလောက်ထားတာတွေ့ရနော်အမေအမရေးတဲ့ကြားပြက်လုပ်ငန်းကတော့တဲ့မြန်မာပြည်ကိုအဓိကပြင့်မဲ့ထားပြီးတော့လုပ်နေတာပါတဲ့အဲ့တော့ပြောစရာတွေအများကြီးရှိပါတယ်တဲ့ပြန်ပြီးတော့သူ့ကိုတဲ့ဟိုင်းပေးပါအောင်တဲ့ ဒီမြမပြည်ကအလူတွေအကုန်လုံးသိအောင်လို့တဲ့အမကဘူးရိုရိုက်ပြီးတင်ပေးပါတဲ့အမရိုက်ပေးတဲ့ဘူးဒီတွေရာတဲ့အများစီကိုရောက်လို့ပါတဲ့လာပြီးတော့တောင်းဆိုထားတာရှိရနော်ကမ္ဘောဒီးယားနိုင်ငံရဲ့ကြားပြတ်နေရလဲအနီရောင်အစ်မမမရေပြောပြပါဦးဆိုပြီးညီမလေးတွေတောင်းဆိုထားတာရှိရတနည်းအားအဲ့ဒါလဲမရိုက်သေးပဲနဲ့တမင်တကာထားထားတာမျိုးရှိတယ်ပြီးရင်ဝမ်းသာစရာတစ်ခုကကေကေဘက်ကိုမနေ့ကမြမတက်မတော်ကဝင်ပြီးတော့ စီးလိုက်ပါပြီ။ KK ပန့်ဆိုတာကတော့ကြားပြန့်နေကြီးဆိုးတဲ့နေရာဖြစ်ပါတယ်။အဲ့တော့အဲမှာဖမ်းမိထားတဲ့လူတွေကယောက်ျားလေးပေါင်းက1645ရောက်မိန်းကလေးက445ရောက်လုံချုံရေက68ရောက်တဲ့အားလုံးပေါင်းအယောက်ပေါင်း2200ကျော်ကိုဖမ်းမိထားပါတယ်။ဒါမြမတက်မတော်ကကြားပြန့်နေကိုစတင်ပြီးတော့နှိမ်နှင်းနေပါပြီ။ KK ပန့်တော့အဲထရစ်ကုတ်ကိုကြားပြန့်နေတဲ့ကိုအဝင်းကြီးကအကျယ်ကြီးလို့ပြောပါတယ်တော်တော်ကြီးကိုအင်အားကြီးတယ်လို့လည်းပြောတယ်ပြီးတော့ Starlink ဆက်တွေလည်းအများကြီးဖမ်းမိတယ်လို့ပြောပါတယ်မြမတက်မတော်ကလည်းကြားပြတ်တွေကိုဆက်တင်ပြီးတော့နှိမ်နှင်းနေပါ ပြီးဒါဝမ်းသာစရာတစ်ခုပါအတိတ်မကြခင်မှာတနေ့တို့နိုင်ငံမှာရွေးကောက်ပွဲရှိတယ်ဒီရွေးကောက်ပွဲပြီးလို့ရှိရင်အာနိုင်ငံရေးအပြောင်းလဲတစ်ခုကတော့ကောင်းတဲ့ဘက်ကိုရောက်သွားပြီအဲ့လိန်ခဲတဲ့ညီမလေးတွေကလည်းကိုယ့်မှာလိန်လဲကိုယ့်ကိုဘသူဘလူကဘယ်အကောက်ဘယ်အကောက်ကလာပြီးတော့လိန်ထားတယ်ဆိုတာအတိအကျသက်သေတွေကိုတင်ထားပါတနေ့တို့နိုင်ငံမှာနိုင်ငံရေးအကောင်းဘက်ကိုဥတီသွားပြီဖြစ်တဲ့အတွက် အဲညမတက်မတော်ကြီးကကြာပြတ်နေနေရေးတွေကိုလည်းပို့ပို့ပြီးတော့လှုပ်ဆောင်လာပါလိမ့်မယ်အိုက်ဒေါ့ကိုဘက်ကခိုင်လုံတဲ့တသိသိရှိထားဖို့လိုအပ်ပါတယ်ဟိုတနေ့ကဟိုတယောက်ရဲ့ဓာတ်ပုံလေးကိုထည့်ပေးလိုက်တာကတော့ညမလေးကအဲ့ဒီတယောက်နဲ့ဘူရိုကောပြောထားတဲ့မှတ်တမ်းတွေရှိပါတယ်ညမလေးကတော့သူ့ချစ်သူဆိုတော့ဘူရိုကောပြောထားတဲ့စကင်ချော်လေးတွေရောက်ထားပါတယ်အဲ့ဒီသူ့ရဲ့ပုံကြီးကထင်ထင်ရှားရှားကြီးဘူရိုထဲမှာပြောထားတာတွေကအဲတသိသိရှိနေရဖြစ်တဲ့အတွက်တနေ့တော့ သူ့ပုံပုံထည့်ပေးထားတာဖြစ်ပါတယ်တကယ်လို့တစုံတစ်ခုဖြစ်ထားရင်အဲ့အလင်ခဲရတဲ့ညီမလေးစီမှာရောတန်နေတို့စီမှာရောတက်တဲ့အထောက်ထားတဲ့အကုန်လုံးရှိပါတယ်လို့အဲ့တနင်္လာအားလုံးတွေကိုယ့်ရဲ့နိုင်ငံသူနိုင်ငံသားတွေကိုယ့်နိုင်ငံထဲမှာရှိတဲ့ယောက်ျားမိန်းမကလေးလူကြီးတော့ညီမလေးတွေအမတွေအကိုတွေဦးလေးတွေမောင်လေးတွေအားလုံးအလိမ်မခံရအောင်လို့သူတို့ရဲ့လိန်ပုံလိန်ကြီးတွေဘလို့လိန်တာလဲဆိုတာတနင်္လာလာလာပြီးတော့ပြပြပေးနေတာဖြစ်ပါတယ်အားလုံးစေတနာကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်တချို့ အနောက်ရှက်ဖြစ်စေမဲ့ comment နေလာပြီးမရေးပါနဲ့မတိချင်ရင်ကြော်သွားပါတကယ်လို့ကြော်သွားမယ်ဆိုလို့ရှိရင်လည်းလူချင်းမင်းတို့ပဲအလင်ခံရမှာဖြစ်ပါတယ်ကျမတို့ကတော့အလင်မခံပါဘူးเนาะဒါလေးကိုလာပြီးတော့ပြပြပေးတာဖြစ်ပါတယ်ရှင်တတ